US Immigrations မြန်မာကျောင်းသားကျောင်းသူတွေပိတ်လိုက်တဲ့တမန်တာ Trump ဘာကြောက်နေဘလောက်ကြာနေလဲဘာတွေပြင်ဆင်ထားမှာဆိုတော့ဒီဗီဒီယိုလေးမှာပြောမယ်ကဘာပတ် American Millionaire Stock Option Crypto Enchantment ပညာရှင် channel ကကြိုဆိုပါတယ်ဘယ်နေရာကြည့်ရင်ကိုမအောင်မှာရေးတာပါ President Trump's crackdown on international students is intensifying, his administration ordering embassies to stop interviews for student visas as the State Department prepares for an expanded social media screening for applicants, according to an internal cable seen by NBC News. It comes after a judge temporarily barred President Trump from blocking Harvard University from accepting future international students, which make up over a quarter of its student body. President Trump. အင်တာဗျူးတွေကိုကျောင်းသားတွေကျောင်းသူတွေ US ကိုလာတက်ခြင်း international interview ရှိတယ်။အဲအင်တာဗျူးတွေကိုမလုံနဲ့လို့ရက်လိုက်လို့ပြောလိုက်တယ်။အဲရော embassy ရဲ့တကဘာလုံးက US embassy ရက် interview တွေကိုရိုက်တယ်။တော့အဲဘာကြောင့်ရိုက်လိုက်လဲဆိုတော့ပြောရတော့ကျောင်းသားကျောင်းသူတွေ social media တွေကိုချက်လုတ်ခြင်းပါနော်။ချက်လုတ်ခြင်းဆိုတော့သူကပြောတယ်။အဲရောအဲ့လိုမျိုးဆိုရင်ဘယ်လိုမျိုးပြင်ဆင်ထားမှာလဲ။ မြန်မာတွေကြောင်းတန်းကြောင်းသူတွေယူဆီလာကြဆိုရင်နော်ဆိုရှယ်မီဒီယာကိုတန်တန်နေထားတာ USA မကောင်းကြောင်းမပြောနဲ့ပြောရရင်ဟိုအကြမ်းဖက်တမားတွေကိုထောက်ခံတဲ့ပို့စင်မတင်နဲ့ USA ရန်သူနိုင်ငံတွေကိုထောက်ခံခိုင်မတင်နဲ့အဲ့လိုမျိုးတွေပေါ့အကုန်လုံးပေါ့နော်ကြိုးတင်ပြင်ဆင်အောင်အချိန်ရကျောင်းသားကျောင်းသူတွေအာဗီဇာအင်တာဗျူးကဘယ်အချိန်ပြောင်းခွင့်မလဲမသိဘူးအဲရောကို့မှာဆိုရှယ်မီဒီယာရှိမှာမယ်နော်ကို့ကိုပြင်ဆင်ပေါ့အာအကောင့်ဖြတ်ပြီးတော့ အေးနောက်အတိတ်ထပ်ဖွင့်ဖွင့်နောက်ဘူဆိုရှယ်မီယာမတုံးရမတုံးနဲ့တော့เนาะအေးစစ်စစ်လို့ပေါ့အာမီနနာဖြစ်အောင်ကြိုးစားဆိုရှယ်မီယာမတုံးနဲ့တော့အဲအဲ့ဒါမျိုးဆိုရင်တော့ US interview တွေအစင်းနဲ့ဖြစ်နေတော့ပေါ့เนาะသူစလာတဲ့အခါကျရင်အေး ready ဆိုရင်ကိုကအေးပြရှင်လို့ပြအောင်ရအေးစစ်မယ်ကိုကဘာမှအာထွေးထွေးထူးထူးမရှိဘူးဆိုတော့เนาะဒါပဲပဲတော့မှမလဲရဘူးเนาะအမှန်တမ်းပြောရမယ် interview မှာဘာပဲဖြစ်ဖြစ်ကိုကဘာ ကိုပြောတဲ့ဟာတွေကိုတက်တည်ပြနိုင်တဲ့အစွမ်းရှိရမယ်အဲ့ဒါတော့အရင်အရေးကြီးအဲရော့ဆက်ပြီးတော့ကြည့်မယ် President Trump ကဘာကြောင့်ဒီလိုမျိုးပြောလဲဒီလိုမျိုး US နဲ့ပတ်သက်တဲ့သတင်းတွေကိုသိကြဆိုရင်ဒီ channel ကို subscribe လုပ်တာပါ Americans that want to go there and to other places and They can't go there because you have 31% foreign. Zaline Ma is graduating with a PhD from Harvard, but worries he'll have to go back to China instead of conducting postdoctoral research on AI here in the U.S. 首次 so President hey, Trump 把表来说，哎，印度那些江南的，你也蛮有他的，而且 U.S. 啊，江南江都的啊，江我多没有的，那到底 five percent ဒီလိုမျိုး interview တွေ visa interview တွေဘလော့လုပ်ရတယ်ဘာမှတိတ်မကြတယ် Harvard University တို့နော် international ကျောင်းသားလက်မခံဖို့ president ထားမှာလုံးတတ်အောင်တရားသူကြီး US ရတရားသူကြီးอ่ะဒါတရားမဝင်ဘူးဆိုပြီးတော့လုံးလိုက်ဩအဲ့တော့ Harvard University ရဲ့ University ရဲ့ international student ပြန်ပြီးလက်ခံရမယ်ဆိုတော့အေးနောက်တနည်းတော့อ่ะဗောဟုတ်လားဗာ president ထားမှာဘာလာလို့လဲဆိုတော့ဟေးတကယ်သာမရှိဘူး ်နေတော့တရားရုံးကလည်းပြန်ဖွင့်ပေးနိုင်တယ်အာဒါမှတခြားနည်းနဲ့ရှိတယ်ဘာလို့မလဲ visa interview တွေပိတ်နိုင်မယ်အဲ USA က democracy နိုင်ငံကောင်းတဲ့ခုကဘာလဲဆိုတော့ president ကလှုပ်ချင်လို့လုပ်မရနော် university တခုတော့မဲထားပြီးတော့မဲပြီးတော့အေး harvard international student လက်မခံနဲ့လက်ခံရရှိရဲ့ international student တွေလောကမလာလဲတော့ ပြီးတော့အခုလက်ရှိတက်နေတဲ့ international student ကိုအကြောင်းပြောင်းလို့ तू ကဟိုမတရားပြောတာနော်ဘာလို့လက်ရှိတက်နေတာဘာလို့ဘာလို့အကြောင်းပြောင်းမလဲအဲ့ဒါမှမတရားပြောတော့အာတရားသူကြီးရတယ်ဘယ်လက်ခံမလဲဟုတ်တယ်မလားအဲ့ဒါပလေးတိုင်ရတော့ဒီလိုမျိုး president trump က harvard university ကိုမဲထားတာ international student တွေကိုမဲတာမှန်တဲ့ချိန်မှာလားမှားတဲ့ချိန်မှာလားကိုမအမရေးထားတယ်ပါအခုစစော international student တွေကို visa interview တွေကိုမပေးတော့ဘူးဆိုတော့ဆိုတော့အခု PhD student Harvard မှာเนาะတော်တဲ့သူ AI နဲ့ပတ်သက်တဲ့ဟာလေနာတက်တယ် Harvard ဆိုတာကမ္ဘာမှာအကောင်းဆုံး university တခုပါတယ်အဲ့တော့အရန် Harvard လာဆိုအရန်နာမည်ကြီးတယ်เนาะအဲ့တော့တထဲတွေနိုင်ငံခေါင်းဆောင်တွေအားလုံးက Harvard ပဲစင်ကာပူကခေါင်းဆောင်တွေလည်း Harvard ပဲเนาะ international student တွေလာတက်တာဘာကြောင့်ကောင်းလဲသိရတယ် ။ဘာကြောင့်ကောင်းလဲဆိုတော့အဲ့ internship student ရဲ့နောက်တချင်ကြရင်တခြားနိုင်ငံခေါင်းဆောင်တွေဖြစ်မှာ။အနည်းဆုံး US ကိုလာတက်သွားရင်ဆို US ကိုလေးစားလာတက်တာ။ဟုတ်တယ်မလား။ US culture တိပါပဲ။ US ရဲ့အကြောင်းနားလည်ပါမယ်။လေးစားလာတက်တဲ့ဆိုရင်အေးနောက်တစ်ခါခေါင်းဆောင်ဖြစ်တာခါကျ US နဲ့ပူးပေါင်းမှုဆိုပို့ပြီးတော့စိတ်အားထက်တန်ပါပဲ။ဒါအမေရိကအကောင်ဆုံး soft power ။တရုတ်လုံးဝရှင်လို့မရ soft power ။တရုတ်ပြည်ကကြောက်တဲ့လူရှိတာ။ အေးအရန်တော်အကြောင်းသားတွေတရုတ်ပြည်သွားတက်မယ်တရုတ်ပြည်သွားတက်မယ်ရှိရမရှိဘူးအဲ့လိုရှိရအချိန်ကြရရောအမေရိကဆုံးရှုံးဖို့ကပြင်တော့ဒါကြောင့်ဆိုတရုတ်ပညာရေးပညာရေးကောင်းမှမဆိုရင်တကမာတို့ကကျောင်းသားတွေကျောင်းသူတွေတရုတ်ပြည်သွားတက်မယ်ဆိုရင် USA ရဲ့အကြီးမားဆုံး soft power အာနာလုံးဝတရုတ်ပြည်ကိုဆုံးရှုံးမှာဖြစ်ပါတယ်အဲ့ရောပြည်တက်ရော USA ဒီလိုမျိုး soft power president trump လက်ထက်မှာ ဘလောက်ဆုံးရှုံးသွားပြီလို့ထင်ပါနဲ့တရုတ်ပြည်ကိုဘလောက်ဆုံးရှုံးနိုင်တယ်ထင်ပါနဲ့ကိုမအောင်မရေးထားပါ Hi, here in the US. What would your message to President Trump be? We, uh, international students, we have, you know, followed every rule. We got our visa. We passed all the background checks. And we shouldn't be the ones who are facing such uncertainties. In a new US သူပြောတာဟာမှန်တယ်ဒီ USA ကြောင်မှာကြောင်းလာတက်ဖို့ဆိုတာဆောင်းဝဲဖြစ်ရတဲ့ TOEFL SAT 1 SAT 2ပြီးတော့တခြားအောင်မြင်ဟာတွေအကုန်ပြရတယ်ပြရတဲ့ပြင်ဟို visa ရောက်တော့ visa ရောက်ဖို့ဆိုတာလည်း financial statement ပြရတယ် bank statement ပြရတယ်ဟိုမိသားစုပါအခြေခံပါတယ်အာစီးပွားရေးရှိပါတယ်နိုင်ငံမှာပြန်လာမှာပါဆိုအများကြီးပြောတာဒါနဲ့အများကြီးဖြတ်ကျော်ပြီးတော့မှတဝက်တစ်ပြက်နဲ့ ပြန်ရမလို့တဝက်တမြေကြောင်းပြောင်းရမလို့တမြေတဝက်တမြေလောဘတက်ကြောင်းတက်လို့မရတော့ဘူးအဲ့လိုမျိုးဆိုဆိုမလုံးတင်ပါဘူးသူကပြောပါတယ်ပလိတ္တရာဘယ်လိုသဘောရပါနဲ့လဲအာပလိတ္တရာကြောင်းသားကြောင်းသူဆိုရင် သူပြောတဲ့အတိုင်းပဲသဘောသူပါလားကိုမောင်မှာရှိတာပါ In a new escalation, the Trump administration is reviewing $100 million in federal contracts with Harvard. We give them billions of dollars, which is ridiculous. The president also posting he's, quote, considering taking $3 billion of grant money away from a very anti Semitic Harvard and giving it to trade schools instead. A university task force recently found bullying and intimidation of Jewish students on Harvard's campus but the university's president is describing the Trump administration's actions as retaliation for our refusal to surrender our academic independence. Why cut off research funding? Sure, it hurts Harvard, but it hurts the country. The president is also now threatening to withhold. Uh -huh. uh, Aha. 啊，一样讲的，一样讲的，Harvard，哦。 ောက်ပံ့တာတွေ तू ကရက်ချင်တယ်100 million မီနယ်လည်းချီနော် contract တွေထောက်ပံ့ရရက်ချင်ဘာကြောင့်ရက်ချင်လဲဆိုတော့အဲ Jewish ចောင်းသားတွေကိုနှိပ်ကုတ်လို့ဆိုပြီးဟာဗတ်ကနေပြီးတော့ Brexit Trust ကဆွတ်ဆွဲတာနော်အဲ့တော့အဲအဲ့ဒါဆိုရင်ဘာကြောင့် academic research တွေကို Harvard President မဟုတ် Harvard ကចောင်း principal ကပြောတယ်ဘာကြောင့် academic research တွေကိုဖြတ်လာတယ် academic research funding ကိုဖြတ်နေဆိုတာ University တိမ်မကောက် နိုင်ငံကိုထိခိုက်နော်နိုင်ငံအဲ့ resource ရတဲ့အောင်မြင်ွားရဆိုရင်အာနိုင်ငံအတွက်အကျိုးရှိတယ်နော်ဒေါ်လာတွေက billions of dollars ကို Harvard University ကဖြတ်ပို့တော့အဲ့ဒါ Harvard principal ကလည်းလုံးခဲ့တယ်မကြခင်ရမယ်အဲလာက short human ကိုပြောထားတယ်အစိုးရပြောတဲ့အတိုင်းသူက line မလုပ်နော်အစိုးရပြောတဲ့အတိုင်းဘာကြောက်လဲအစိုးရဟိုမဟုတ်တာရှင်းပြောရဆိုရင် line လုံးစရာမလုပ်တာ University ကအဲ့လိုမျိုးတင်းခံတာမှာမကြောက်တော့တရားလက်ရောလာမယ်နောက်ထပ်တရားလက်ရောလာမယ်ဆိုရင်လောကိုင်မှာတရားဆိုတာမရှိတော့ဟုတ်တယ်မှာအဲ့ကြောင့်အမြဲအမြဲမတရားမှုဆိုရင်တရားတော့ဒုက္ခရောက်နေဘင်းသားလူကကိုမဟုတ်ပါဘူးဆိုပြီးတော့ရက်ကြည့်လို့မရဘူးအကုန်ပြပြောပေးရမယ်အဲ့ဒါမှမတရားလို့မရမတရားတော့လို့လူကတဖြည်းဖြည်းဖြည်းတဦးချင်းဖြုတ်တာတော့အများအများကြီးဟိုတပြန်တည်းမချဘာကြောင့်တပြန်တည်းချရသူအောင်မြင်မှာမဟုတ်သူတည့်တရားရင်းဖြုတ်ပြောပါအဲ့တရားရင်းဖြုတ်တဲ့အချိန်မှာကိုမဟုတ်ပါဘူးဆိုပြီးတော့ ရက်နေလို့မရပါဘူးဒါအရန်အရန်အရေးကြီးပါလေเนาะဒီလိုမျိုး Harvard University ကိုမဲနေတာတခြားပါအကြောင်းရှိမှလို့ပြလိုက်တဲ့ဖြစ်ပါနေတယ်ကိုမအောင်မရေးလာပါအဲ့တော့ကျောင်းမှာမတက်တက်လို့မရတော့ဘူး US မှာကျောင်းလာတက်လို့မရတော့ international student တွေတော်တော်များများနော်စဉ်းစားရတခြားနိုင်ငံတွေကနေဒါတို့အယူရိုပီယန်တို့အာရှနိုင်ငံဂျပန်ကိုရီးယားတို့စဉ်းစားနေရတို့ပိုပြီးများလာပါ USA မှာ အများဆုံး export service ပါဒီက education ပညာရေးကို export လုပ်အောင်เนาะအခုက president trump ကဘာပဲမဲနေရဆိုရင်ကုန်သွယ်ရေးကိုပဲမဲနေကုန်သွယ်ရေးကအော် USA ကတွင်းလာများတယ်တင်ပို့လာနေတယ်ဆိုပြီးမဲအမှ USA ကတင်ပို့အများဆုံးပါ service service က education ကเนาะထိတ်ဆုံးတော့ပါတယ်အဲ့တော့ education ကကမ္ဘာ့လာတဲ့ဆိုပတ်စံရအများကြီးရတာเนาะအများကြီးအများကြီးလာအများကြီးအများကြီးရတဲ့အတွက်ကြောင့် USA ဟိုအားတာစေပြီးတော့တကဘာလုံးကနိုင်ငံခေါင်းဆောင်တာသမီးရအကုန်ပါမှာမယ်เนาะအာတော်တဲ့သူရအကုန်ပါမှာမယ်အဲ့တော့ brain power အရန်လိုအပ်တယ်အဲ့လို brain power ညာဖြစ်တင်တာနာဒီလိုလာအကြောင်းသားအကြောင်းသူရလာမယ်ဆိုသူ message ထွက်မယ်ရောပြောပါတယ် H1B visa တွေလို့ထုတ်ထားတာတွေ permanent resident ဖြစ်အောင်ဆိုပြီးတော့လုပ်မယ်လို့ပြောအဲ့ဒီဟာမလာသေးဘူး။ဘာကြောင့်မလာသေးရောမသိဘူး။အမှန်က ကိုယ့်နိုင်ငံကိုနားတဲ့ကြောင်းသားကြောင့်လို့ဆိုရင်အေးတော်တဲ့လူတွေဆိုရင်ဒီနိုင်ငံမှာနေခံထွက်ပေးထားမှာဒါတော့ဆရာသဘောကျတော့သူပြောတာဆရာအဲ့ဒါအဲ့ဒါဆရာသဘောကျနေထိုင်ခွင့်ပေးထားမှာဆိုရင်တခြားနိုင်ငံပြန်ပြီးမပို့တော့နော်ကိုယ့်နိုင်ငံကပညာသင်သွားတယ်ကိုယ့်နိုင်ငံအကျိုးရှိအောင်အဲ့ဒီလူတွေကိုတိန်းထားဖို့စင်ကာပူကအဲ့လိုမျိုးလုပ်လာစင်ကာပူက university နော်နာမည်ကြီးအစိုးရနဲ့ဆက်ဆက်ရင်ဒီမှာရှိရှိ NUS NTU SMU နော်အဲ့လားမျိုးတွေအဲ့လားမျိုးတွေကိုအရင်ကအကြောင်းသားချုပ်တွေ international ဆိုတဲ့ဒါဒါတက်တယ်အဲ့အကြောင်း၃ကြောင်းကဘွဲရဆိုရင် PR တန်းမျိုးပေးအခုကမပေးတော့နော်ဘာကြောင့်သူတွေအရင်များတယ် foreigner foreigner အရင်များတယ်အဲ့လိုမျိုးဖြစ်ရမှာဒါစင်ကာပူအစိုးရအရင် smart ဖြစ်တယ်အဲ့ကြောင့်နိုင်ငံတက်တက်လေးနဲ့ထိတ်ဆုပ်ရောက်လုပ်နိုင်ရယ်ဆိုတာအရေးချင်းကမလွယ်ဘူးအဲ့ရောပလေးတက်ရောထိတ်ဆုပ်ရောက်ခြင်းကျေးစင်သားရမယ်ဒီလိုမျိုးကြောင်းနာတက်လို့မရဘူးကြောင်းလုံးကြောင်းတွေဘာမှစိတ်မပူနဲ့ ကြောင်းတက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းထောင်ရတဲ့သူကအရင်ရှာဥဒီမှာကြည့်ရအေးစစ်စစ်လေးပဲတလောက်ဒေါ်လာတန်းချီရကျောင်းမှာအဲ့ဒီပညာရှင်သူတင်ပေးဦးဘာကြောင့်လဲဆိုတော့ကျောင်းဆိုရရည်ရွယ်ချက်အဓိကတာအဲ့ဒီနိုင်ငံရဲ့ကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းတွေထောက်ပံ့ဖို့အတွက်ပညာတတ်လူတန်းစားကိုမွေးထုတ်ပေးတာသူများစီမှာအလုပ်လုပ်ဖို့ပေါ့ဒါပေမဲ့ကိုယ်ပိုင်စီးပွားရေးချက်ချင်းထောင်နိုင်တာကျောင်းကျောင်းကနေထွက်ပြီးသွားတယ် မထောင်နိုင်ကြဘူးလူတော်များမထောင်နိုင်ကြဘူးဒါပေမဲ့ဒီလိုမျိုးတနေ့တော့တနေ့နှစ်နေ့ပဲเนาะဒီပတ်9ရက်တလောက်4ပတ်ရက်20ကျိုင်းတဲ့နေရာမှာကဘာပတ်ပြီးတော့အလုံးလုံးရမယ်ဆိုရင်ကိုပိုင်စီးပွားရေးလုံးရမယ်ဆိုရင်လူလောကကြီးကအရင်အေးချမ်းပါဘာကြောင့်လူတိုင်းတွေပျော်နေပြီအောင်မြင်သွားရဆိုလူတိုင်းရမလားဆိုလူတိုင်းမရနိုင်ဘူးဘလို့လူမျိုးပဲရမယ်ဆိုတော့ stock investing call option put options advanced option day trading moment stop တက်ထားတယ်လို့ပဲရမှာဖြစ်ပါတယ်အစင်တန်းနဲ့တက်ပါတင်တန်းတက်ချေဆိုရင် link တွေကို YouTube video description ကမှာမှာရှိပါတယ်အာ store share ဆို US မှာနေရလူဆိုရင်10ဒေါ်လာနဲ့စောက်ရတခြားနိုင်ငံနိုင်ငံရမှာနေရလူရယ်စဖို့လွယ်ပါတယ်ဒါကိုယ်တိုင်သူများစီမှာအလုံးလုံးနဲ့ပတ်တိုင်းလေးလုံးနဲ့တစ်သေးဖြစ်နိုင်တဲ့အရှင်းဆုံး လွယ်တော့မလွယ်ဘူးအရန်စူးစမ်းရမယ်မဖြစ်ဖြစ်အောင်စူးစမ်းမယ်ဆိုရင်စိတ်ရှိတဲ့လူမလာပါစိတ်ကောင်းရှိတဲ့လူပဲလာပါအဲ့လိုမျိုးစူးစမ်းမယ်ဆိုရင်ဆရာဒီတင်တန်း၅ခုကိုတက်ပြီးရဆရာတပိတ်အားလုံးအောင်မြင်ရမယ်ဆရာမမြင်ဘူးเนาะမအောင်မြင်တဲ့ဒီတင်တန်း၅ခုကိုတက်ပြီးတော့မအောင်မြင်တဲ့ကျောင်းသားကျောင်းသူဆိုတာဆရာမတွေ့ဘူးတယ်เนาะ ကျိုးတော့ကျိုးစားရမယ်နော်တင်တဲ့ငါးခုကိုစင်းတွဲပြီးတော့ဘာမှမကြည့်ဘူးဘာမှမကြိုးစားဘူးဆိုပြီးတော့အေးဆေးရကျွန်တော်အကုန်းတွင်းထားတယ်မအောင်မြင်ဘူးဆိုအဲ့လိုမျိုးလာမလုပ်နဲ့နော်အဲတေးချာချာကျိုးစားကျိုးစားရတဲ့လူတွေဆေးရအခုတောက်လျှောက်တင်တာနှစ်ပေါင်းကြာနေပြီအောင်လူတိုင်းလူတိုင်းအောင်မြင်ဒီတင်တဲ့ငါးခုတက်ပြီးသွားတယ်လူတွေနော်အဲအကြောင်းတက်ချင်လင့်တွေ YouTube video description ကမှာရှိပါလေဒီနေ့စင်းတွင်းလာလို့ရပါတယ် Don't mix salt with these three ingredients if you. Why are companies still. ဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောင်ငွေထွေးထွေးချာချာရခဲ့တယ်။တင်တဲ့အပြီးပထမလမှာ9000ရာကျော်ဒုတိယလမှာ2000ရှစ်ထောက်ကျော်အမြအများကြီးရခဲ့တယ်။ပို့ထူးချတာကဆရာနဲ့မတော်ရှစ်ဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်။ ကျမ option လောက်တဲ့ယခုတလအမြန်ငွေက sushi နှစ်ဆိုင်ကရတဲ့အမြန်ငွေထက်ပိုများတယ်။ CI rich ကိုအရင်ကျင်းတင်ရတယ်ဆရာ။အချိန်တိုတော့တွင်အောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လောဝရုပ်ရုပ်ကြီးကြီးတိုက်သွင်းပါတယ်။ဆရာတက်ရှိကျမပါစေ။